ကိုယ်လည်းပဲအရှိမအရှင်သခင်ဆိုတာမရှိဘူး။နော်အဲဒီတော့ဘုရားလေးနဲ့ကိုရှင်းသွားတာပေါ့။အကယ်၍များကျန်တဲ့သူတွေလည်းဒီလိုစိတ်ထားလေးမျိုးရှိမယ်ဆိုသူကသူတို့ရှင်းတာပေါ့။နော်တေရောဤစားရတော့ရှိကြတယ်။ဤစားရဆိုတာဆက်သွယ်မှုပေါ့။ဆက်သွယ်မှုဆိုတာတာရုံညီမြပဲ။ဒီเจ้าနေရာခုမောက်ခြင်းလို့ပြောတာမဟုတ်ဘူး။ဘိုးတွေကလည်းပြောတယ် ဘာပြောလဲဆိုတော့လက်ချိုးဆရာတွေကဒိမာနကြီးတာအန်သူကျေစုကြီးပဲကျန်တဲ့တပည့်တွေကျေစုတကူမှမရှိဘူးဦးရင်းတို့ကတော့ပြောပြတာရှင်းတယ်နော်ကိုပြောပြတာနားထောင်တဲ့လူရှိလို့တာအဲသူတို့ကတပည့်ရှိလို့သာဆရာဖြစ်တာလေဆရာဆိုတာလည်းပဲအဲတပည့်မရှိရင်ဆရာဘယ်လိုဖြစ်မှာဒီတပည့်တွေအင်မတန်ကျေစုတင်ဖို့ကောင်းတယ်ဘလူတာဦးဇင်းတို့ပြောပြတယ်ဆိုတာသူတို့နားထောင်လို့တာကိုပြောလို့ရတာသူတို့ကျေးဇူးရှိတယ် အဲသူတို့ကလည်းပဲအဲနားထောင်နေတာလည်းပြောတဲ့သူရှိမှသူတို့လည်းနားထောင်လို့ရတယ်အဲတော့ဘသူသားလဲဆိုဘသူမှမသားလို့တော့ထုံနှန်းစင်လာမှာတော့အဲရိုးရစင်လာအပြင်ယဉ်ကျေးမှုသဘောကြီးရပြောတာတော့အာရိယကုနောအနန္တောပေါ့ဒါတွေပြောကြတာပြောလဲပြောအဲ့မှန်กว่าဟာတော့အဲ့တော့ဆရာကျေးဇူးပဲရှိတယ်တပည့်ကျေးဇူးမရှိတော့ဘူးဖြစ်တယ် နော်ဘုန်းကြီးတွေလည်းဒီလိုပဲသင်္ကန်းကောက်ဝတ်လိုက်တာနဲ့တကယ်နဲ့အဲဘုန်းကြီးဂျေစုပဲရှိတယ်လူတွေတကယ်တော့ဂျေစုမရှိဘူးအဲဒီလိုဂျေစုကသူတို့မတိတတ်ကြတယ်များတယ်တကယ်ကလူတွေလူရှိလို့ဒါအချင်းပြေနေရတာလူတွေသူတွေရဲ့ဂျေစုကအများကြီးအလူတွေသူတွေကလည်းသူတို့ကထင်တာဘုန်းကြီးဆိုတာဘုန်းကြီးဂျေစုပဲရှိတယ်ကိုလူတဲ့ဂျေစုကကိုကိုမတိမကြည့်တတ်ဘူးပေါ့မမြင်တတ်ဘူးပေါ့မှန်တကယ်ကတော့အတူတူပဲ နော်ဒါတတ္တနဲ့ပညာခေါ်တယ်တတ္တဆိုတဲ့ယုံကြည်မှုနဲ့ဒီရတန်ညာဟိုကပညာအတိညာပညာပြန်ပေးတယ်ဒါပဲအဲတော့ तू ကဘယ်သူမှတာတယ်လည်းမရှိဘူးနားတယ်လည်းမရှိဘူးအဲတော့ဒီမဲ့တဘာဝကြီးမှကြည့်လိုက်တော့အာရှင်ရဟန်းတန်ကမြင့်မြတ်တယ်အကိုကအောက်ကျတယ်ယုံနေတယ်အစင်းနဲ့နေတယ်ခေါ်တာအဲ့လိုတွေဖြစ်သွားကြတာအဲ့ဒါအဲဒီစင်ဆက်မပြတ်လာနေတဲ့ နော်ရိုးရာစင်လာကြီးရဲ့တဘာဝလို့ဖြစ်နေတယ်တကယ်တရားသဘောမှာတော့အဲ့လိုမဟုတ်ဘူးဘုရားကအမတန်ညီညွတ်မြတ်တာတယ်တကယ်ဒီညံကညီညွတ်မြတ်တာတဲ့ညံနဲ့ပဲသူကနေတာဖြစ်တဲ့အတွက်ကြောင့်နော်ဒီညံကသူ့မှာလုံးဝကိုယတိပြအပီအပီဆုံးဖြတ်ထားတဲ့အတိညာနဲ့နေတာသံဃာတွေကဘာမှလဲဆိုတော့ပရပိပဒမေဇိဝကာတိ ပပ္ပစီဒေတာအဘိဏံပစ္စဝကိတ္တအဲမှာအေကွေယဟန်တို့ပပ္ပစီဒေနာဒီယဟန်ဆိုတာအဘိဏံနေစဉ်နေတိုင်းပေါ့အမြဲတမ်းပဲပစ္စဝကိတ္တဆင်ခြင်းမှာတဲ့ဆင်ခြင်းပဲဆိုတာစိတ်ထဲမှာထည့်ထားလို့ပြောတာနော်ဒီသဘောတရားစိတ်ထဲမှာအမြဲတမ်းထည့်ပြီးတော့စေသာခိုင်းကြတာအဲ့ဒါပါလဲဆိုတော့မေငါဤ ဇီဝကသက်ရှင်မှုဟာပရပရိပတ္တပရဂရသူတော်ကပရိပတ္တဆက်ဆက်နေတယ်တဲ့။မပြောရလေဆိုတော့ဘုန်းကြီးရဲ့ယဟန်နေရဲ့ဘဝဒီရှင်သန်မှုဟာတဲ့။တရားတော်မတွေလို့ခေါ်တယ်လူတဲ့တန်တဲ့တရားတော်မလို့ခေါ်တယ်။ပရသူတော်ပါးတွေနဲ့ပရိပတ္တဆက်ဆက်နေတယ်။အဲ့ဒါကိုဘယ်တော့မှမမေ့နိုင်ဘူး။ဆိုလိုတာက တခါတော့ဥမရရဲ့ခြေသူကိုမမေ့နဲ့တဲ့ဟိုဘုရားပြောတာမင်းတို့ရဲ့ရှင်သန်ယက်တီမှုပါတဲ့သူတို့ကြောင့်ရှင်နေရတာတဲ့သူတို့ကြွေးလို့ပေးလို့နော်ခြောက်ပေးလို့နေရာလေးပေးလို့အဲ့ဒါရနေတာတဲ့အဲ့တော့ဘယ်တော့မှမမေ့နဲ့တဲ့ဒါနေ့တိုင်းစဉ်းစားမဲ့ကိစ္စတွေမှာဒါပါတယ်အဲ့တော့အခုကြည့်ရင်ဒါဆရာတော်ကြီးဆရာတော်ဘုရားကြီးတွေဆိုဟာသူတို့တွားရင်ကျန်တဲ့သူကိုသူတို့ကနင်းပြလို့ထင်နေကြတာ နော်ချမ်းသာတဲ့လူဆိုရင်တော့သူတို့ထောက်ပံ့နေလူဆိုရင်တော့နည်းနည်းမျက်နှာသာပေးမှာစီရင်တော်မှားတဲ့လူဆိုသူတို့ကြီးချင်းမြင်ချင်းကြားချင်းတာတော့မဟုတ်ကြဘူးတကယ်တော့အားလုံးဟာဟိုဒီယဟန်နေဆိုကြပါဆိုကိုရင်လေးဘုရားဘာမှနမမကြီးရင်ဟာအဲဟိုဘက်ကဟိုလူတွေရတစုံဒီလူတွေရတစုံနဲ့အဲ့လိုဆွန်လေးတွေစားပြီးသူတို့ကြီးလာခဲ့ရတာလေအာသမွေမွေချင်းတခါတည်းပုံကြည့်ပြီးတော့ ြည့်စုံတဲ့ဘုံကြီးဆိုတာအင်မတန်ရှားတာနော်ဒါအတိတ်ပြီးခဲ့တဲ့အတိတ်ကံပဲပြောမှာပေါ့အတိတ်ကံနဲ့ဒီပတ်ဝန်းကျင်တော်တော်ကောင်းသွားမှလာအဲ့ဒါတက်တောင်တက်တာလေးနဲ့တက်တောင်တက်တာလေးနဲ့မဝါကဖြစ်တည်ခွင့်ရတာမဟုတ်ရင်အင်မတန်ကြိုးစားရတာအင်မတန်ကြိုးစားရတာအဲ့ဒါအဲ့လိုအဲဇလာတွေကဟိုခြေစုံကပ်ပြီးမွေးလာတယ်ဆိုတဲ့ဟာမျိုးတော်တော်ရှားတယ်ဘုန်းကြီးတို့ကမှ ်တော့သားတွေပဲများတယ်တော့သားတွေမရှိခင်ရသားတွေအဲဒီတို့အဲဒီကနေစူးစမ်းပန်းစားနေဘုံကြီးဖြစ်လာပြီလာတော့ဘဝတွေမေ့ပြီးတော့အများကြီးဒါပြောရင်တော့မကောင်းဘူးမဟုတ်တကယ်ရိုးသားတဲ့ပုံစံတွေလည်းရှိပါတယ်ဥမာယောဒီပိစားကျားတို့တို့ပါလို့ဆိုရင်အမတန်ရိုးသားတာသူတို့နေမြေဒေသဥပေါင်းရိုးသားတယ်နောက်တခါသူတို့စာတင်နေမန္တလေးရောက်လာတယ်အဲဒီကြောင်လေးသူဘာသာသူပြောထားတာမန္တလေးရောက်လာတာ၅နှစ်တော့ အဲ့ဒီနယ်ဝိုးတဲ့ဒုစာမှုပဲမပြီးမချင်းမပြန်ဘူးဆိုတာတကယ်လည်းမပြီးရင်မပြန်ဘူးအဲ့ဒီငါးနှစ်တွင်မှာညင်လဲကောင်းတယ်တမာရီလည်းရှိတယ်ငေရန်လက်တန်းကြည်ရန်သာကြတာသာကြတာမန္တလေးမှာဒီငါးနှစ်နောက်တခါရန်ကုန်မှာတစ်နှစ်ပေါ့ရန်ကုန်ရောက်လာငါးနှစ်ပြီးအဲ့ပြီးတော့မှသူရောနေဒေတာပြန်မန္တလေးမှာနေစဉ်ခါတုန်းကဂျန်တဲ့ပုံကိုယ်တွေကတော့သွားကြတာလေအငိမ့်သွားလိုက်ချင်းဝိုင်းသွားလိုက်တယ်ဆရာကြီးဘယ်မှမရောက်ဘူးဒုစာပဲသူက နော်အဲ့လိုပုံပုံမျိုးတွေလည်းရှိတယ်ပေါ့ဒါဒါသူရဲ့ဟိုဟာပေါ့ယူသားတဲ့သမာဓိရှိတဲ့အဲ့ဒီရဲ့ခုံတက်တည်တယ်ပေါ့နော်အင်မတန်လည်းယူသားပါလေ